ာဆင်နယ်ခံစားဒရိုင်းဂါဘရီယယ်ကိုခေါ်ယူဖို့ပြင်ဆင်နေတဲ့အန်နာဆာခရစ်စတီယာနိုရော်နယ်ဒိုရဲ့အန်နာဆာအသင်းဟာအာဆင်နယ်နောက်ခံလူဂါဘရီယယ်ကိုခေါ်ယူဖို့အတွက်ဆွေးနွေးမှုတွေစတင်နေပြီလို့သိရပါတယ်။ဆိုရီဘလူးလီကလပ်ဟာဂါဘရီယယ်အတွက်ကြီးမားတဲ့ကံလမ်းမှုတစ်ခုပြုလုပ်ဖို့ပါပြင်ဆင်နေပါတယ်။ Passport ရဲ့ဆိုရဆိုရီဘလူးလီထိပ်တန်းအသင်းဟာဂါဘရီယယ်ကိုအာဆင်နယ်အသင်းကနေခေါ်ယူဖို့စိတ်ပိုင်းချက်ထားပြီးတနည်းလောက်ကလာစားယူရို30ဝန်းကျင်တိပေးချေဖို့အစီအစဉ်ဖြစ်နေပြီလို့သိရပါတယ်။ဒါဟာလက်ရှိအာဆင်နယ်မှာဂါဘရီယယ်ရရှိနေတဲ့လောက်ကလာစားထက်3ဆနီးပါးပုံများပါတယ်။ အနာစာတင်ဟာဂါဘရီယယ်ကိုနူယာစီမှာခေါ်ယူနိုင်ဖို့အတွက်ကနေဦးဆက်သွယ်မှုတွေပါပြုလုပ်ထားပြီးဖြစ်ပါတယ်။ဂါဘရီယယ်ရဲ့လက်ရှိအာဆင်နယ်အသင်းနဲ့စာချုပ်သက်တမ်းဟာ2029ခုနှစ်ဒီကြန့်ရှိနေသေးပြီးဂလန်နန်ကလပ်ဟာကစားသမားနဲ့စာချုပ်သစ်ထုတ်ဆိုဖို့စဉ်းစားနေပါတယ်။အတိခန့်အမဲအာဂဒါဒရိုက်တာအန်တီယာဘာတာကစာချုပ်ဆွေးနွေးမှုတွေကိုကင်တွယ်ဖို့ရှိပါတယ်။တကယ်လို့နောက်ခံလူဂါဘရီယယ်ဟာအသင်းနဲ့စာချုပ်သက်တမ်းတိုးမဲ့စားနောက်ရသည်မှာ sorry လိစီပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့ရင်အာဆင်နယ်အနေနဲ့သူတို့ကစားသမားအတွက်ပြောင်းရွှေ့ခြင်းအဖြစ်ပေါင်သန်းတရာဝန်းကျင်တောင်းဆိုဖို့မျှော်လင့်ရပါတယ်။ဂါဘရီယယ်က2029ခုနှစ်ကနေက လိုင်းလီကနေအာဆင်နယ်အသင်းစီကိုရောက်ရှိနေခဲ့တာဖြစ်ပြီးအဲ့ဒီအချိန်ကလေးကအသင်းရဲ့နောက်တန်းမှာအဓိကကစားသမားတစ်ဦးဖြစ်ခဲ့ပြီးဝီလီယံဆာလီဘာနဲ့အတူပရီးမီးယားလိရဲ့အကောင်းဆုံးခံစစ်တွဲတွေကတစ်ခုဖြစ်ခဲ့ရပါတယ်2024 2025ဘောလုံးရာသီမှာတော့ဂါဘရီယယ်ဟာပြိုင်ပွဲစုံ40ပွဲပါဝင်ကစားထားပြီးငါးဂိုးသွင်းယူထားကကိုပနီမိုတစ်ချိန်ပြုတ်လုပေးထားပါတယ်ဒီမှာကျွန်တော်တို့ကတော့အမှားကိုချက်ပြတ်တယ်